ခုတင်ဆက်ပေးမယ့်သတင်းကတော့အင်မိုရင်ရဲ့အနာဂတ်အတွက်မဟန်ကစားသမားများရဲ့ဆန္ဒအားမေးမြန်းသွားတဲ့သတင်းပဲဖြစ်ပါတယ်။မန်ယွတ်တေရဲ့အစိမ့်တောင်ဝင်ရှိသူတွေဖြစ်တဲ့အမှုဆောင်အရာရှိချုပ်ဥမာပါရာဒာနဲ့အာဂစားဒရိုက်တာဂျာစီဝီကော်တို့ဟာနီးပြအီမိုရင်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဘရူနိုဖာနယ်ဒက်စ်အပါအဝင်မန်ယွတ်တေရဲ့ဥစားကစားသမားတွေနဲ့ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ရဖြစ်ပါတယ် မန်ကစားသမားတအုပ်ဖြစ်တဲ့မေစင်မောင်ကအိမ်မော်ရင်မန်ယူမှာဆက်ရှိဖို့အတွက်ကစားသမားတွေကရာနှောင်းပြီးကြောထောင်းနောက်ခံပေးရလို့ပြောကြားထားတာကြောင့်လေမန်ယူတာဝန်ရှိသူတွေကဆွေးနွေးမှုတွေပြုလုပ်ခဲ့ရပါမန်ယူရဲ့ဥဆောင်ကစားသမားတွေထဲမှာဘရူနိုဖာနန်ဒက်စ်နဲ့အတူကက်စမေရိုမက်ဂွိုင်းယားလီဆန်ဒရိုမာတီနက်စ်တို့ပါဝင်လျက်ရှိနေပါတယ် မန်ရွယ်သေးပိုင်ရှင်တွေဟာအင်မိုရီရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတိကျတဲ့ဆွေးနွေးဆုံးဖြတ်မှုတွေလုပ်ဆောင်ခဲ့ပြီးဖြစ်လို့အစ်စ်မေတ္တာဝန်ရှိသူတွေကနောက်ဆက်တွဲအနေနဲ့ကစားသမားတွေရဲ့သဘောထားကိုဆွေးနွေးကြတာပဲဖြစ်ပါတယ်ဒီတိရေတော့ညီကြောင်အောင်ပါပြပလာပါ thank you